ားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါ ဇလန်လေးရဲ့အစမှာတော့မြို့ထဲမှာရှိတဲ့လူ၄၀ရာခိုင်နှုန်းလောက်ကအိတ်နေရဲ့ဘလူးစီးခရိုင်အခြေအနေရှိနေရကိုတွေ့ရမှာပါဒီလိုဖြစ်တဲ့လူတွေကအခြေအနေပုံဆုံးလာရင်အိတ်နေရဲ့အသက်ပါသွားတဲ့အထိရှိနေကြတာလည်းဖြစ်ပါတယ်ဒီမြင်ကွင်းလေးမှာတော့မိခင်ဖြစ်သူရဲ့ကြောက်လန့်တကြအော်တန်ကြောင့်အိတ်ရနှုတ်လာတဲ့ဆိုဖီးဆိုတဲ့မိန်းကလေးကိုတွေ့နေရတာပါအဲဒါကြောင့်မိဘတွေရဲ့အခန်းကိုသွားကြည့်ချိန်မှာမိခင်ဖြစ်သူဟယ်လီနာထွက်လာတဲ့တွေ့ခဲ့ပါတယ်ဟယ်လီနာကဆိုဖီးကိုဖတ်လိုက်ပြီး အခန်းထဲမဝင်ဖို့ပြောနေခဲ့ပါ යි အဲ့ဒါကြောင့်ဆိုဖီကအခန်းထဲကိုကြည့်လိုက်တဲ့အချိန်မှာစက်ကြိုးပြီးပုံပြက်ပန်ပြက်တင်နေရဲ့ဖခင်ကိုတွေ့လိုက်ပါ යි တဖက်မြင်ကွင်းလေးမှာတော့ကိတ်ဆိုတဲ့အမျိုးသမီးအေဂျင့်တူအုပ်ကိုတွေ့နေရတာပါကိတ်ကစိတ်ပညာနဲ့ဆိုင်တဲ့မှုခင်းတွေကိုကင်တွေရသူတူအုပ်လေးဖြစ်ပါ යි ကိတ်ကပုံမှန်ကိစ္စတွေလုပ်နေရုံမှာပဲအထက်အရာရှိမက်ကာတီစီကဖုန်းဝင်လာခဲ့ပါတယ်။မက်ကာတီခေါ်တဲ့နေရာကိုသွားလိုက်တဲ့အချိန်မှာတော့ဟယ်လီနာတို့နဲ့တွေ့ပါတယ်။မက်ကာတီကတော့ဟယ်လီနာကစိတ်ဖောက်ပြန်ပြီးသူ့ယောက်ျားကိုတတ်လိုက်တယ်လို့ယူဆနေခဲ့ရပါ။အဲဒါကြောင့်ကိတ်ကဟယ်လီနာရဲ့စိတ်အခြေအနေတွေကိုစစ်ဆေးနေခဲ့ပါတယ်။အလောင်းကိုစစ်ဆေးကြည့်တဲ့အခါမျက်လုံးတွေကနှီးနေပြီးခန္ဓာကိုယ်ကလည်းတွန့်လင်းနေရပါ။ အဲဒီနောက်မှာကိတ်ကဂရင်အောက်မှာပုံနေရဲ့ဆိုဖီစီကိုသွားပြီးစကားပြောကြည့်နေပါတယ်။ဆိုဖီကသူ့ဖေကိုတတ်တဲ့သူဟာမာယာဆိုတဲ့အမျိုးသမီးဖြစ်ကြောင်းပြောပြပါတယ်။အဲဒီအကြောင်းကိတ်ကဟယ်လီနာစီသွားပြီးမာယာရဲ့အကြောင်းကိုမေးကြည့်ပါတယ်။ဒါပေမဲ့ဟယ်လီနာကမာယာဆိုတဲ့အတန်ကြာယုံနဲ့ကြောက်လန့်တကြောင်အဟင့်နေခဲ့ရပါဟယ်လီနာကိုရဲစခန်းခေါ်သွားပြီးစစ်ဆေးကြည့်ရောသူတို့အင်တာရီအဆင်မပြေနေဘူးဆိုတာကိုသိခဲ့ရပါတယ်။ဒါပေမဲ့လူသက်မှုကိုတော့မကျူးလွန်ခဲ့ကြောင်ဟယ်လီနာကပြောခဲ့ပါတယ်။ အခင်းဖြစ်တဲ့ညမှာဟယ်လီနာကဘလူးစည်းခံရတယ်လို့ခန်းစားခဲ့ရတာပါအခန်းထဲကိုမကောင်းဆိုးဝါးအရေးတစ်ခုဝင်လာခဲ့ပြီးခင်မွန်းဖြစ်သူကိုတတ်သွားတာဖြစ်ကြောင်းဟယ်လီနာကပြောနေခဲ့တာပါဒီစကားတွေကြားရချိန်မှာဟယ်လီနာကိုစိတ်ရောကာတယ်လို့ကိတ်ကယူဆလိုက်ပါအဲ့ဒါကြောင့်စိတ်ကြမ်းမာရေးစေယုံကိုပို့ခဲ့ပါဟုတ်တယ်။ဒါပေမဲ့အမှုနဲ့ပတ်သက်ပြီးခိုင်မာရေးအထောက်အထားတွေကခုထိမတွေ့သေးဘူးဖြစ်နေပါတယ်။အဲ့ဒါကြောင့်ဟယ်လီနာနဲ့ထပ်တွေ့ဖို့ရည်စင်ခဲ့ပါတယ်။ဆိုဖီကလည်းအမေဖြစ်သူနဲ့စကားပြောလို့ရအောင်လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့အချိန်ခဏပဲတွေးခွင်ရပြီးဝန်ထမ်းတွေကတာမီမြောက်ကိုပြန်ခွဲလိုက်ပိုင်အဲ့ဒီညဘက်မှာဂိတ်ကအိတ်နေရဲ့ဘလူးစီးခံရပါတော့တတိအပြည့်ရှိနေပြီးတကူလုံးလုံးမရဖြစ်နေချိန်မှာအခန်းထဲဝင်လာတဲ့ပုံရိပ်တစ်ခုကိုလည်းတွေးလိုက်ရပိုင်ကြိုးစားပြီးလှုပ်ကြည့်ရဲ့နောက်ဆုံးမှာဂိတ်ကပြန်လှုပ်ရှားနိုင်ခဲ့ပိုင်ဒီချိန်မှာပဲအရေးကအခန်းထဲကထွက်သွားခဲ့ပိုင်အဲဒီနောက်မှာတော့ဂိတ်လည်းလုံးဝပြန်အိပ်လို့မရတော့ပါဘူးအဲဒါကြောင့်ဟယ်လီနာရဲ့အင်ကာယူလာခဲ့တဲ့တက်တီကန်ပစ္စည်းတွေကိုပြန်စစ်ကြည့်နေခဲ့ပိုင် ဒီကမှာတော့တက္ကရှိကအကောင်လုံးကိုတည်နေရဲဆိုတော့စာရွက်အပိုင်းတစ်ခုကိုတွေ့ခဲ့လိုက်ပါအဲ့ဒါကြောင့်နောက်ရက်မှာတက္ကရှိရဲ့အိမ်ကိုရှာပြီးသွားခဲ့ပါအိမ်ထဲကိုဝင်ကြည့်ချိန်မှာတော့ပုတ်တိုးနေတဲ့အလောင်းတစ်ခုကိုတွေ့လို့လန့်သွားပါအလောင်းတည်ဆုံတဲ့ပုံစံကဟယ်လီနာရဲ့ယောက်ျားတည်ရဲ့ပုံစံနဲ့တထက်သေးဖြစ်နေလို့ပို့ထူးဆန်းနေပါအဲ့ဒါကြောင့်မကြခင်မှာမကာတီကလည်းရောက်လာခဲ့ပါသူကတော့ဟယ်လီနာကနှစ်ယောက်စလုံးကိုတတ်လိုက်တယ်လို့ထင်နေခဲ့ရပါဒီအခါကိတ်ကဒီအမှုမှာထူးဆန်းတာရှိနေကြောင်းပြောပြပါ ဒါပေမဲ့မကာတီကသူ့လူကိုသူ့ရဲ့ယူဆချက်အတိုင်းပဲလုပ်မယ်ဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲဒါကြောင့်ကိတ်ကဟယ်လီနာနဲ့တွေ့တွေ့ပြီးစကားပြောနေပါတယ်။တက်ကာရှိဆိုတဲ့နာမည်ကိုမေးလိုက်ချိန်မှာတက်ကီးဆိုတဲ့အမျိုးသားတဦးအကြောင်းကိုထပ်တည်ခဲ့ရပါတယ်။အိမ်နောင်ဟယ်လင်နာရဲ့အမျိုးသားကဘလူးစီးခံရတဲ့ပြဿနာဆူဆူဝါးဝါးဖြစ်ခင်ရာကြောင့်ဒေါက်တာအဲနစ်ဆိုသူဦးဆောင်တဲ့ဆွေးနွေးဝိုင်းကိုမကြာခဏသွားခဲ့ရကြောင်းသိခဲ့ပါတယ်။ဒီဆွေးနွေးဝိုင်းမှာတော့တက်ကာချီနဲ့တက်ကီတို့လည်းလာခဲ့ကြတာဖြစ်ပါတယ်။ အိမ်နောက်ဟယ်လီနာကသူမရဲ့မျက်လုံးမှာအနီဆက်တွေပေါ်နေပြီးဖြစ်ကြောင်းပြခဲ့ပါတယ်။ဒီအနီဆက်ပေါ်လာရင်ဘလူးစီးခံရတဲ့ကိစ္စပိုဆိုးလာမှဖြစ်ပြီးမာယာဆိုတဲ့တစ်စီရဲ့အသက်ခံရဖို့ကလည်းနီးစပ်လာနေကြရပါ။အဲ့ဒါကြောင့်ဟယ်လီနာကလည်းမကြခင်တရားတော့မယ်လို့ယုံကြည်နေကြရပါ။သူမကိုမာယာလာမသက်ခင်တမီးဖြစ်သူဆိုပြီးနဲ့ပေးထွေးဖို့တောင်းပန်နေခဲ့ပါတယ်။အဲဒီနောက်မှာဂိတ်ကဒေါက်တာအဲလီဦးဆောင်နဲ့ဆွေးနွေးပွဲကိုတွားတက်ခဲ့ပါတယ်။ ီတကားဝိုင်းလေးမှာတော့အိတ်နေရဲ့ဘလူးစီးခံရတဲ့သူတွေလာတက်နေကြတာကိုတွေ့ခဲ့ရပါတယ်။တယောက်စီကသူတို့ကြုံတွေ့ကြတာတွေကိုဝင်မြနေချိန်မှာဒက်ကီကရုတ်တရက်ထိုင်ရန်လိုက်ပါတယ်။ဒက်ကီကမာယာဆိုတဲ့တစီကတကယ်ရှိကြောင်းပြောနေခဲ့တာပါ။ဒါပေမဲ့ဒေါက်တာအဲလေးကတော့ဒီကိစ္စတွေကိုထင်အောင်ထင်မှားဖြစ်တာဆိုပြီးပြန်ပြောနေပါတယ်။ ဒီချိန်မှာတက်ကီကမျက်မှန်တက်ထားတဲ့အစောဟာဒီညမှာပဲမာယာကြောင့်တရားတော်မှာဆိုပြီးပြောနေခဲ့ပါ යි အဲဒီနောက်မျက်မှန်ချွတ်ပြလိုက်တဲ့အခါမျက်လုံးနှလုံးစလုံးကနီးရဲနေရကိုတွေ့ရပါ යි အတိပေကတော့မာယာကသူ့နာကိုရောက်နေပြီဆိုတာပဲဖြစ်ပါ යි ဇွေနေဝဲပြီးချိန်မှာတော့ကိတ်ကမဂါဒီနဲ့တွေ့တွေ့ခဲ့ပါ යි ဇွေနေဘွဲမှာကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုပြောပြနေခဲ့ပေမယ့်မဂါဒီကရုတ်တရက်မရှိဘူးထင်နေခဲ့ပါ යි အဲ့ဒါကြောင့်ကိတ်ကစိတ်ပြတ်သွားပြီးဒီကိစ္စကိုကိုရိုင်းစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါကိတ်အင်ကိုပြန်ရောက်လို့ဖုန်းဖွင်းလိုက်တဲ့အခါဟယ်လီနာပို့ထားတဲ့အတန်ဖိုင်ကြီးကြားလိုက်ရပါတယ်။အတန်ထဲမှာမာယာကလာတက်နေလို့အကူအညီလှမ်းတောင်းနေရပါ။ကိတ်လည်းစိတ်ရှုပ်သွားပြီးဝိုင်တစ်ခွက်တောင်းလိုက်ချိန်မှာချက်ချင်းအိမ်ပေါ်ကျသွားပါတယ်။ဒီချိန်မှာပဲဘလူးစီးခံရလို့ချက်ချင်းပြန်နှိုးလာပါတယ်။သပွဲရောက်ကအေးတခုထွက်လာတာတွေ့လို့ကိတ်လည်းအတင်းကျုံနေခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ပြန်လှုပ်လို့ရသွားချိန်မှာအရေးနဲ့ပျောက်သွားခဲ့ပါဒီချိန်မှာဇောကဖះကြောင်တစ်ခုအရှိမကုတ်ကုတ်ကိုတက်သေးလိုက်ပါအဲဒါကြောင့်မကာတီလည်းအခင်းဖြစ်ရာကိုရောက်သွားခဲ့ပြီးကိတ်ကိုလန်းခေါ်လိုက်ပါဇောတိဆုံးမှုမှာဒက်ကီကိုတန်တရားဖြစ်နေတဲ့အတွက်ဖမ်းပြီးစစ်ဆေးနေခဲ့ပါဟုတ်တယ်ဒီချိန်မှာမာယာရဲ့အကြောင်းတွေကိုပိုသိလာရပါတယ် မာယာကိုပထမဆုံးတွေ့ဘူးသူကတာကာရှိဖြစ်ခဲ့ရပါတကယ်တော့မာယာကြောင့်လူသိဆုံးမှုတွေဖြစ်ခဲ့တာကမနေမနောပဲရှိနေခဲ့ရပါအသက်ခံရကနေမျက်လုံးတွေကလုံးဝလည်ရဲလာကြလဲဖြစ်ပါတဂီကသူ့မျက်ခုံကိုလှမ်းပြလိုက်တဲ့အချိန်မှာအနီဆက်တွေကိုတွေ့နေရပါမဂါဒီကတော့တဂီရဲ့စကားတွေကိုမယုံမဲအမှန်တိုင်းပြောပြဖို့ဖိအားပေးနေခဲ့ပါဒါပေမဲ့တက်တီခိုင်ခိုင်မမမရှိလို့တဂီကိုပြန်လွတ်ပေးခဲ့ရပါ ဒါပေမဲ့တန်တရားရှိရဲ့သူစရင်မှာတော့ထည့်ထားတော့မှာပဲအဲ့ဒါကြောင့်ဟယ်လီနာကိုအပြစ်မရှိသူလို့ယူဆပြီးပြန်လွတ်ပေးဖို့ပြောနေခဲ့ပါတယ်အဲ့ဒါကြောင့်ကိန်းလဲဟယ်လီနာရှိတဲ့စိတ်ကြမ်းမာရေးစီရင်ကိုသွားခဲ့ပါတယ်ဒါပေမဲ့ကိတ်ရောက်သွားတော့တည်ဆုံနေတဲ့ဟယ်လီနာကိုပဲတွေ့လိုက်ရပါတယ်တည်ဆုံရတဲ့ပုံစံကလည်းမော်ရာတက်လို့တည်နေတဲ့သူပုံစံမျိုးပါပဲအဲ့ဒါကြောင့်ကိတ်ကစိတ်မကောင်းဖြစ်သွားပါတယ်ဟယ်လီနာကိုအချိန်မီအကူအညီမပေးနိုင်ခဲ့လို့ကုကုကိုအပြစ်တင်နေခဲ့ပါတော့တယ် အိမ်ပြန်ရောက်တဲ့အခါကိတ်ကရေချိုးစလုံးနဲ့ဝင်ဆင်ပြီးစိတ်သက်သာအောင်လုပ်နေရပါတယ်။ခဏကြာမှအိပ်ပျော်သွားသလိုဖြစ်ပြီးဘလူးစီးခံရလာထပ်ဖြစ်လာပြန်ပါတယ်။ဒီခါမှာတော့ရေချိုးကန်းလိုက်ကအနောက်ကမော်ရာရဲ့ပုံရိပ်ကိုထင်းထင်းရှားရှားမြင်ရပြီးလန့်သွားပါတယ်။ကိတ်ကသတိကိုကတ်ထားလိုက်ပြီးပြန်လှရှားနိုင်အောင်ကြိုးစားခဲ့ပါတယ်။အဲနောက်ရေချိုးကန်းကထွက်ပြီးစစ်စေးကြီးရဲ့အခါခြေရာရီကျန်နေတာကိုတွေ့ရပါတယ်။ဒီချက်ကြောင့်မာယာတကယ်ရှိရဲ့ဆိုတာကိုကိတ်ကပိုယုံကြည်သွားပါတယ်။ ပူစိုးတာတခုကကိတ်ရဲ့မျက်လုံးပေါ်မှာလည်းအနီစက်တွေပေါ်လာတာဖြစ်ပိုင် နောက်ရက်မှာကိတ်ကမကာတီရဲ့ရုံကန်ကိုခုံးဝင်သွားခဲ့ပိုင်ဟယ်လီနာတည်ဆောင်းရတဲ့ CCTV ဗီဒီယိုကိုမြင်လိုက်ရတဲ့အခါကိတ်ကလန့်သွားခဲ့ပိုင်ဒီဗီဒီယိုထဲမှာတော့အရေးမဲတခုကဟယ်လီနာကိုကုတ်ချိုးပြီးတတ်နေခဲ့ရပါမာယာအကြောင်ပူတီရအောင်ကိတ်ကဒက်ကီစီကိုသွားခဲ့ပိုင်ဒီချိန်မှာဒက်ကီရဲ့မျက်လုံးတစ်လုံးကလုံးဝနီးရင်နေခဲ့ပါပြီဒက်ကီရဲ့အခန်းထဲမှာတော့မာယာအကြောင်အများကြီးစုံစမ်းထားတာကိုတွေ့ခဲ့ရပါတယ် ဲ့ဒါကြောင့်မာယာကဒက်ဂီကိုတတ်ဖို့ကြိုးစားနေရလို့ကိတ်ကယူဆခဲ့ပါတယ်တကီကမာယာရဲ့အကြောင်းတွေကိုသူသိထားသလားပြောပြခဲ့ပါတယ်။ဒီကမာယာရဲ့တားကောင်ဖြစ်မဲ့သူတွေကအဆင့်လေးဆင့်ကိုဖျက်ချော်ရကြောင်းသိခဲ့ပါတယ်။ပထမအဆင့်ကတော့အိတ်နေရဲ့ဘလူးစီးခံရတာဖြစ်ပါတယ်။ဒုတိယအဆင့်ကတော့မာယာရဲ့ပုံရိပ်တွေကိုမြင်လာရတာပါ။တတိယအဆင့်ကတော့မာယာရဲ့ကိုထီးလက်ရောက်၆လက်ခံရတာဖြစ်ပါတယ်။နောက်ဆုံးအဆင့်ကတော့မျက်လုံးနဲ့အကုန်ကြီးရဲလာပြီးမာယာကိုမြင်နေရတာဖြစ်ပါတယ်။ ဒီစစ်မှာတော့အိပ်ပျော်သွားခဲ့ရင်မာယာရဲ့တပ်ဖြတ်ခြင်းကိုခံရတော့မှာပါအဲ့ဒါကြောင့်တကီကနိနေချက်ချိုက်မအိပ်ပျော်ရအောင်နေနေရပါ යි နိုင်ကိုအလံပေးပြီးပြင်း20လောက်စီပဲတမီးအိတ်နေလို့အခုထိအသက်မခံရသေးရဖြစ်ကြောင်းတကီကပြောပြခဲ့ပါ යි အဲ့နောက်မှာကိတ်ကဒေါက်တာအဲလီနဲ့ကြကားသွားပြောပါ යි ဟန်နီနာတည်ဆောင်ရတဲ့ဗီဒီယိုကိုလည်းပြလိုက်ပေမဲ့ဒေါက်တာအဲလီကမယုံကြည်နေသေးပဲဖြစ်နေခဲ့တာပါကိတ်အိမ်ပြန်ရောက်လာတဲ့အချိန်မှာတမီးအိပ်ပျော်သွားခဲ့ပါ යි အဲဒီချိန်မှာပဲဂျော့ချန်စီယာအတန်ကြားရပြီးအိမ်ရနိုးလာခဲ့ပိုင်ခဏကြာမှဟယ်လီနာရဲ့ပုံရိပ်တွေပေါ်လာကသူမကိုဘာလို့အကူအညီမပေးခဲ့တာလဲဆိုပြီးပြောနေခဲ့ပိုင်ဟယ်လီနာပျောက်သွားချိန်မှာကိတ်ကပြန်အိတ်ခဲ့ပိုင်ညလေမှာပဲဘလူးစည်းခံရပြီးပြန်နိုးလာခဲ့ပိုင်ဒီချိန်မှာတော့မာယာကကိတ်ရဲ့ကိုပေါ်ကိုတက်ခွထိုင်နေခဲ့ပိုင်ကိတ်ရဲ့လေပင်ကိုညှစ်နေပြီးမဲ့ကိတ်ကအားကုန်ရုံးလိုက်တဲ့အခါမာယာကပျောက်သွားခဲ့ပိုင်အဲဒါကြောင့်ကိတ်လည်းအသက်ရှူချက်ပြီးနိုးလာခဲ့ပိုင် တပတ်မှာတော့အလန်းပေးပြီးအိတ်နေတဲ့တကီကပြည်တနာနဲ့ကြုံနေရပါတယ်။နိုင်အလန်းကတတ်မှတ်ထားတဲ့အချိန်တိုင်းမမီပဲပို့အိတ်မိသွားခဲ့ရပါ။တကီနိုးလာချိန်မှာပဲချက်ချင်းအိတ်အားထားခဲ့ပါတယ်။မန်ရှိသွားရဲ့ကြည့်ချိန်မှာမျက်လုံးနှလုံးစလုံးကသွေးတွေလွမ်းနေသလိုနှီးရဲနေခဲ့ရပါ။အဲဒီအချိန်မှာတက်ကီကသူ့ရဲ့နောက်ဆုံးအချိန်ရောက်နေပြီဆိုတာသိလိုက်ပါ යි ။အဲဒါကြောင့်ကိတ်စီဖုန်းဆက်ပြီးအကူအညီတောင်းခဲ့ပါ යි ။စိတ်ကြောက်ကြက်တွေလည်းဖြစ်နေပြီးမျက်လုံးကိုဖောက်ထုတ်ဖို့အထီတောင်လုပ်နေခဲ့ရပါ။ဒါပေမဲ့ကိတ်ကအချိန်မီရောက်သွားခဲ့လို့တက်တာသွားပါ යි ။ အဲဒီနောက်ကိန်းတဲ့ဒက်ကီတို့ကဒေါက်တာအဲလီစီကိုတားလိုက်ပိုင်ဒေါက်တာအဲလီကဒက်ကီရဲ့ကျန်းမာရေးအခြေအနေတွေကိုတညလုံးစောင့်ကြည့်ပေးမှဖြစ်လို့အေးဝဝအိတ်ဖို့ပြောခဲ့ပိုင်ဒက်ကီကစစ်ပွဲကာလအတွင်းကအပြစ်မဲ့တဲ့သူတွေကိုတတ်ခဲမိရာကြောင့်အပြစ်ရှိတယ်လို့ခံစားရကြောင်းပြောပြီးနောက်မှာအိမ်မောကြသွားပိုင် အိတ်ကလည်းဓာကီကိုထိုင်ဆောင်ရင်းအိပ်ပျော်သွားပါဒေါက်တာအဲလီကတော့ဆက်တွေကတဆင့်ဓာကီရဲ့အခြေအနေကိုအမြဲမပြတ်ကြည့်နေကြရပါဒါပေမဲ့ညလေလောက်အရောက်မှာတော့ဒေါက်တာအဲလီလည်းဓာကီကိုအာရုံမဆိုင်မိပဲဖြစ်သွားခဲ့ပါဒီချိန်မှာပဲမာယာရောက်လာပြီးဓာကီကိုကုတ်ချိုးတက်နေပါကိတ်ကဒါရီကိုတွေ့ပြီးလမ်းအော်ဖို့လုပ်နေပေမဲ့ဘလူးစည်းခံထားရလို့အသက်မထွက်ဘူးဖြစ်နေခဲ့ပါ යි ဒါပေမဲ့ရုံးရင်းဆန်ခက်အခြေအနေကိုဒေါက်တာအဲလီကသတိထားမိသွားပါ යි ။အဲဒါကြောင့်ဒဂီစီကိုအမြန်ပြေးသွားပြီးကယ်တင်နေခဲ့ပေမဲ့မှတ်မိတော့ပါဘူး။ဒဂီတည်ဆုံးပြီးနောက်မှာမာယာကကိတ်စီကိုသွားနေခဲ့ပါ යි ။ဒါပေမဲ့ဒေါက်တာအဲလီကကိတ်ရဲ့ခေါင်းကိုပြန်တဲခဲ့လို့မာယာလည်းတလုံးမရခဲ့ပါဘူး။ဒီချိန်မှာကိတ်လည်းအိယာနိုးလာခဲ့ပါ යි ။ဒါပေမဲ့မျက်လုံးတွေကတော့နှီးရနေပြီးမကြခင်တည်ရတော့မှာပါအိမ်နောက်မှာရဲတပ်ဖွဲ့ကလည်းရောက်လာပြီးစစ်ဆေးမှုတွေလုပ်နေခဲ့ပါတယ် ီချိန်မှာပဲဇိုဘီကစီးယုံကိုရောက်နေကြောင်းသိခဲ့ရပါတယ်။အဲဒါကြောင့်ဂိတ်ကစီးယုံကိုအမြန်လိုက်သွားခဲ့ပါတယ်။ဇိုဘီနဲ့တွေ့ရတဲ့အခါမှာတော့ကလေးကလည်းမာယာရဲ့တားကောင်အဖြစ်နောက်ဆုံးအဆင့်ကိုရောက်နေကြောင်းသိလိုက်ရပါတယ်။အဲဒါကြောင့်ဂိတ်ကဇိုဘီရဲ့အဖိုးဖြစ်သူကိုအကျိုးကြောင့်ပြောပြနေပါတယ်။ဇိုဘီအိတ်မပြောသွားအောင်ကြိုးစားပေးဖို့တောင်းဆိုခဲ့ပေမယ့်အဖိုးဖြစ်သူကနားမထောင်ခဲ့ပဲဂိတ်ကိုထွက်သွားခိုင်းလိုက်ပါတယ်။ အဲဒီနောက်ဂိတ်ကတကီရဲ့အင်ကိုပြန်သွားလိုက်ပြီးမာယာနဲ့ပတ်သက်တဲ့တန်းလွန်စားတွေကိုဆက်ဆက်နေခဲ့ပိုင်ဒီချိန်မှာတော့သူတို့ကြုံတွေ့ရတဲ့ဘုံတူညီချက်တွေကိုတွေ့လိုက်ပိုင်တကီကစစ်ပွဲအတွင်းမှာအပြင်းမဲ့တဲ့သူတွေကိုတတ်မိလို့အပြစ်ရှိတယ်လို့ခံစားနေခဲ့ရတာဖြစ်ပိုင်ဇောကတော့မိခင်ဖြစ်သူတိတ်ဆောင်မှုအတွက်အပြစ်မကင်းဘူးလို့ထင်နေတဲ့သူပါဟယ်လီနာရဲ့ယောက်ျားကတော့ဖောက်ပြန်ခဲ့လို့ကုကုကိုအပြစ်တင်နေမိရဲ့သူဖြစ်ပိုင် ဟယ်လီနာကတော့ယောက်သားကိုမကယ်နိုင်ခဲ့လို့ဖြစ်ပြီးကိတ်ကတော့ဟယ်လီနာကိုမကယ်နိုင်ခဲ့လို့ကုတ်ကုတ်ကိုအပြစ်တင်နေမိရဲ့သူပါအဲ့ဒါကြောင့်ကိတ်ကမကာတီတီဖုန်းခေါ်ပြီးတကာရှိရဲ့အကြောင်းလေးကိုမေးခဲ့ပါတယ်ဒီကမှာတကာရှိကမူလာရန်အကြောင်းတစ်ခုကစဖို့မိုးဖြစ်ကြောင်းသိလိုက်ရပါတယ်တရက်မှာမတန်ရှင်းတဲ့အစားစာတွေချက်မိခဲ့တာကြောင့်ကလီ38ရောက်အထိတေဆုံးခဲ့ရတာပါဒီချိန်မှာတော့မာယာရဲ့ပြက်မှတ်ကကုတ်ကုတ်ကိုအပြစ်တင်နေမိရဲ့သူတွေဖြစ်ကြောင်းမကာတီကိုပြောပြလိုက်ပါတယ် ဒါပေမဲ့မကာတီကမယုံသေးပဲဆိုဖီကတော့ဘာလို့ဖြစ်ရတာလဲဆိုပြီးမေးခွန်းထုတ်နေခဲ့ပါတယ်။ဒီခါမှာဆိုဖီကအမေဖြစ်သူစိတ်ကျမ်းမာရေးဆေးရုံရောက်ရတာသူမရဲ့အဖြစ်ဆိုပြီးပြောခဲ့တာကိုကိတ်ကတရိယာသွားပါတယ်။အဲ့ဒါအကြောင်းဆိုဖီကိုကယ်ဖို့ဆေးရုံကိုအမြန်လိုက်သွားခဲ့ပါတယ်။ဆေးရုံသွားရင်လမ်းတစ်လျှောက်လုံးမှာတော့ဟယ်လင်နာနဲ့မာယာတို့ရဲ့ပုံရိပ်တွေကိုတောက်လျှောက်မြင်ခဲ့ရပါတယ်။အဲ့ဒါအကြောင်းအယုံလွင်သွားပြီးကားအစည်းတောင်လေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကိတ်ကဆေးရုံကိုရောက်အောင်သွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့အစေးရုံရောက်ချိန်မှာအရန်ပင်ပန်းပြီးအိပ်ပျော်သွားပါ යි ဒီချိန်မှာပဲမျက်လုံးတွေကနှီးရဲလာပြီးမာယာကိုလည်းမြင်နေရပါတော့တယ်ဒါပေမဲ့ကိတ်ကဆိုဖီရဲ့အခန်းကိုရောက်အောင်သွားခဲ့ပြီးနှုတ်ခဲ့ပါ යි ဒီချိန်မှာပဲမာယာကကိတ်ကိုခြောက်လက်နေခဲ့ရပါကိတ်ကဆိုဖီကိုဖတ်ထားလိုက်ပြီးဆိုဖီမှာအပြစ်မရှိကြောင်းပြောပြလိုက်ပါ යි ။ကိတ်ရဲ့စကားတွေကြောင့်ဆိုဖီလည်းစိတ်သက်သာရရသွားသလိုမျိုးလုံးနေရတာတွေလည်းပျောက်သွားခဲ့ပါ යි ။ ဆိုပြီးအနယ်ကင်းသွားချိန်မှာကိတ်ကတော့အရန်ပင်ပန်းနေခဲ့ပါပြီ။အဲဒါကြောင့်စိတ်တင်းထားရကြာကအိပ်ပျော်သွားခဲ့ပါပြီ။ဒီချိန်မှာပဲဟယ်လီနာရဲ့ပုံရိပ်တွေကိုမြင်လာရပြန်ပါပြီ။ဟယ်လီနာကသူ့မောက်ကိုမကူညီခဲ့လို့ကိတ်ကိုအပြစ်တင်နေခဲ့တာပါ။ဒီချိန်မှာပဲမာယာကိုပါထပ်မြင်လာရပါပြီ။သူမကိုကောက်ချို့ဖို့လက်ကိုဆန့်လာနေတဲ့မာယကိုကြောက်လန့်တကြကြည့်နေရင်ဇလန်းလေးနဲ့အဆောင်သက်သွားပါအောင်။အလုံးမင်းဒီဇလန်းလေးကိုနှစ်သက်ချလိုက်မယ်လို့ယုံကြည်သလိုစကားကောင်းလေးတွေကိုဆက်လက်တင်ဆက်ပြီးသွားမှာဖြစ်တဲ့အတွက်မလွတ်ရအောင်လို့ like and subscribe လေးနှိပ်ထားဖို့အကြံပြုပါရစေအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်